ဇလန်းဆာမှာတော့ဂျပန်နိုင်ငံအခြေအနေတွေပြထားပါတယ်။အခြေအနေကတော့ဇွန်လဖြစ်ပြီးမိုးတဲထန်စွာရွာသွန်းနေပါတယ်။အဲ့ဒီမှာတော့ကျောင်းကိုသွားနေတဲ့အသက်15နှစ်အရွယ်တာကာအိုဆိုတဲ့ခတ်တန်းကျောင်းသားတယောက်တွေ့ရပါတယ်။သူကပူတန်ယွန်ကနေအပြုံထွက်လာတဲ့အခါမှာတော့မိုးရွာနေတာတွေ့လိုက်ရပြီးတော့သူကမိုးကိုကြိုက်တဲ့အတွက်ကျောင်းကိုလမ်းလျှောက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့တပန်းရဲ့ဥယျာဉ်တစ်ခုဖြတ်သွားတဲ့အခါမှာတော့ခုံနန်းလေးတစ်ခုဝန်ထိုင်နေတဲ့မိန်းကလေးတယောက်တွေ့လိုက်ရပါတယ်။သူမနာမည်ကတော့ယူကီနိုဖြစ်ပြီးအသက်28နှစ်ရှိပါပြီ။ ယူကီနိုကတော့နည်းနည်းပင်ပန်းနေပြီးအဲ့ဒီနေရာမှာအနားယူကိုထိုင်နေပါတယ်။တာကာဝါလည်းအဲ့ဒီနေရာမှာထိုင်နေပြီးခဲတဲ့နေစာကိုထုတ်ကဖနာတစန်းဆာဆွဲပါတယ်။သူကယူကီနိုကိုခဏခဏကိုကြည့်နေပြီးယူကီနိုကတော့ချောကလက်နဲ့ပြီးတော့တပြိုင်တည်းစားနေရတွေ့လိုက်ရပါတယ်။အဲ့ဒီပြုံမှုကသူ့ထက်ထူးဆန်းနေပြီးတော့ယူကီနိုအရင်ကတနည်းနေရာမှာတွေ့ဘူးတယ်လို့ခံစားလိုက်ရပါတယ်။ဒီချိန်မှာပဲတာကာဝါရဲ့ခဲပြက်ကပြေးကျသွားလို့ယူကီနိုကကောက်ပစ်လိုက်ပါတယ်။တာကာဝါလည်းခြေစွန့်တည်းလည်းကပြောလိုက်ပြီးသူတို့အရင်ကတွေ့ဘူးလားလို့ယူကီနိုမေးလိုက်ပါတယ်။ ယူကီနိုကတော့မတွေ့ဘူးလို့ညင်လိုက်ပါတယ်။တာကာဝါလည်းတောင်းမစကားပြောလာပြီးနှစ်ယောက်သားတိုက်စိတ်သွားပါတယ်။ဒီချိန်မှာယူကီနိုရဲ့အကြီးကတာကာဝဲဆွဲထားဘွားလိုကိုဘောရောက်သွားပြီးဂျပန်ကပြတဘောကိုယူလိုက်ပါတယ်။မိုးချင်းတန်ခတ်တူတူတိမ်နေပြည့်နေတဲ့ကောင်းငင်ရဲ့မိုးရွာတော့မထင်နဲ့။မိုးရွာမင်းလာနဲ့ဒီမှာအတူနေပါလားဆိုပြီးယူကီနိုကဘယ်ဟင်းနီလို့လို့ကပြားကိုပြောပြီးထွက်သွားပါတယ်။နောက်တစ်ခါမှတော့တာကာအိုကညစာချက်ပြုံနေပါတယ်။သူ့ကိုလည်းအေုံပြန်လာပြီးအမေဘမလေးလိုမိလိုက်ပါတယ်။တာကာအိုကတော့အမေရရထောက်သွားပြီးသူ့ကိုမရှာတော့ဘူးစာရေးထားခဲ့တယ်လို့ပြောလိုက်ပါတယ်။ သူကတော့သူကောင်လေးနဲ့ရဖြစ်အိမ်ပြန်လာပါလိမ့်မယ်စိတ်ပူပါနဲ့လို့သာပြောလိုက်ပါတယ်ပြီးတော့သူတို့ညစာစားနေတော့မှပဲတကာဝဲကောကသူ့ချစ်သူနဲ့နေဖို့အိမ်ပြောင်းတော့မယ်လို့ပြောလိုက်ပါတယ်တကာဝဲလေးဒါကြောင့်အမေစိတ်ဆိုးပြီးထွက်သွားတာဖြစ်မယ်လို့ပြောလိုက်ပြီးအဲ့ဒါကြောင့်မဲသူမထွက်သွားတာဖြစ်ပါတယ်တကာဝဲကတော့သူခန်းထဲမှာဖနန်းလုံနေတော့မှသူကသူ့ဖြစ်စီတွေကိုချွေပေးကိုပြောလိုက်ပါတယ်ဒါကြောင့်သူလည်းလုံပေးမယ်လို့ပြောလိုက်ပါတယ်တကာဝဲကယူကီနော်ယူခဲ့တဲ့ကဗျာအကြောင်းသူ့ကိုမေးပေးပဲသူကတော့ဘာမှမသိပါဘူးအမေပြန်လာမေးကြည့်သူတီးကျင်တီးလိုက်မယ်လို့သာပြောလိုက်ပါတယ် နောက်နေ့မှာတော့မိုးပြန့်ရွာလာတော့တာကာဝကပြောသွားပါတယ်။သူကပြေးသွားပြီးအရန် UK နဲ့ထိုင်နေကြဥယျာဉ်တွေပြန်သွားပါတယ်။သူတို့နှစ်ယောက်လည်းမင်္ဂလာနှစ်နှစ်ခင်းမှလည်းလှုပ်ဆက်လိုက်ကြပါတယ်။တာကာဝက UK နဲ့ခြေထောက်ကိုကြည့်နေပြီးဒီခါတော့ပုံဆွဲနေပါတယ်။ UK ကတော့ဒီနေ့ကြောင်းမတော်လားလို့မေးလိုက်ပါတယ်။တာကာဝကတော့မဖြေပဲ UK ကရုံမတော်လားလို့ပြန်မေးလိုက်ပါတယ်။ UK ကတော့ဒီနေ့ရုံမတော်ခြင်းကိုလည်းပြောပြီးသူတို့နှစ်ယောက်ပြုံးပြလိုက်ကြပါတယ်။မိုးထိပ်သွားတော့တာကာဝကထောက်သွားဖို့ပြင်လိုက်ပါတယ်။ UK ကတော့ဒီချိန်မှာကြောင်းသွားမှလားလို့မေးလိုက်ပါတယ်။ တကောကမိုးရွာတဲ့နေမှာကျောင်းမသားလို့ဆုံးဖြတ်ထားတယ်။အခုတော့မိုးဆဲနေမလို့ကျောင်းပြန်သွားတော့မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ယူကီနိုလည်းနောက်မှပြန်ဆောင်ရမယ်လို့ပြောလိုက်ပါတယ်။နောက်ပိုင်းမှာတော့မိုးရွာတဲ့နေတိုင်းတကောနဲ့ယူကီနိုကဥယျာဉ်ထဲမှာတွေ့ကြပါတယ်။မိုးမရွာတဲ့နေတွေမှာတကောကကျောင်းသွားပြီးညနေပိုင်းမှာချိန်ပိုင်းလိုလည်းလုပ်ပါတယ်။လူနဲ့ရက်တွေတော့ကြာလာပါတယ်။ဒီနေ့မှာတကောကယူကီနိုဖဏတ်ထဆိုင်တာဖြစ်ချင်တဲ့အကြောင်းပြောလိုက်ပါတယ်။ကျွန်တော်ဒီလုံးမှာတိတ်မတော်ပေမဲ့အတမွေးဝမ်းကြောင်းဖြစ်လို့ချင်းတယ်။ဒီကြောင့်ဘယ်သူမှမပြောဖြစ်ပေမဲ့မင်းကိုပြောပြခြင်းလို့ပြောပြတာပါလို့ပြောလိုက်ပါတယ်။ ိမ်မှာချက်ပြုတ်ရတာနဲ့အချိန်မှလုံးလုံးရတာကြောင့်တကာဝကျောင်းကိုနောက်ကျတက်ပြီးတော့ဆရာရီယာလည်းဆူတက်ပါတယ်။ယူကီနိုနဲ့တွေ့ချင်တာကြောင့်တကာဝကညာအိယာမွေငင်နဲ့မနက်အိယာထားတဲ့အခါမိုးရွာကိုဆူတောင်းတက်ပါတယ်။တကာဝတို့ယူကီနိုကလှုပ်ဝက်ဆန်ကြယ်မှုတစ်ခုလိုပါပဲ။သူမလူကြီးတွေကဘာမှနေထိုင်နေရင်ကျက်တဲ့မျိုးသမီးဖြစ်ပြီးတာခါဝါအဲ့ဒီချိန်ရောရောက်ကုန်အများကြီးလိုပါသေးတယ်။သူအဲ့ဒီတော့လည်းအမြဲရင်ကျက်ချင်နေပါတယ်။နောက်နေ့မှာတော့တာခါဝါနဲ့ယူကီနိုကဥယျာဉ်မှာပြန်တွေ့ပြီးတာခါဝါကတော့ပုံဆွဲနေပါတယ်။ ယူကီနိုကလည်းသူ့ပုံလာကြည့်ပြီးမြဲတာကာဝိုကပုံဆွဲစာကိုပေးလိုက်ပြီးသူ့ပုံတွေဘသူမှမပြချင်ဘူးပြောလိုက်ပါတယ်တာကာဝိုလည်းထမင်းကြိုက်ထုတ်ပြီးယူကီနိုအတွက်ပါယူလာတယ်လို့ပြောပြီးမြဲယူကီနိုကတော့သူ့မှာထမင်းကြိုက်ပါလာတယ်လို့ပြောလိုက်ပါတယ်တာကာဝိုလည်းအံ့အားတင်သွားပါတယ်ယူကီနိုကထမင်းကြိုက်မီလာတယ်လို့ထင်ထားပြီးမြဲယူကီနိုကတခါတလေတော့ယူလာတတ်တယ်လို့ပြောလိုက်ပါတယ်သူကထမင်းညဖွင့်လိုက်တဲ့အခါတာကာဝကသူ့မိချမ်းလေးကြဟင်းနေပဲဆိုတာတွေ့လိုက်ရပါတယ်။ဒါကြောင့်သူကတလုံစားလိုက်ပါတယ်။ယူကီနိုကတားဖို့ကြိုးစားပေမဲ့မရပါဘူး။တာကာဝလည်းအစားတောက်ရရတာမကြိုက်ပါဘူး။ ူကီနိုကအဲ့ဒါကြောင့်တားတာဖြစ်ပါတယ်။သူမဟင်းကောင်းကောင်းမချက်တတ်ပါဘူး။ဒါပေမဲ့တာကာဝါယူကီနိုစိတ်ပြအောင်ဟင်းကအရင်ကောင်းတယ်လို့ပြောလိုက်ပါတယ်။တကဝါထမင်းစားပြီးအိပ်ပျော်သွားတဲ့အခါယူကီနိုကသူ့ရဲ့ပုံဆွဲစာကိုကြည့်လိုက်ပါတယ်။နောက်တစ်ခါမှတော့ယူကီနိုကသူ့အိမ်မှာသူ့ရဲ့ရီးစားဟောင်းနဲ့စကားပြောနေတာကိုတွေ့ရပါတယ်။သူတို့ရဲ့စကားပြောနေရတဲ့ယူကီနိုမှာအယတာခံတဲ့နေရာမှာပြဿနာရှိတယ်ဆိုတာသိလိုက်ရပါတယ်။သူမှစားတော့ရဲ့ယတာကိုတေချာမခံစားနိုင်ပါဘူး။ဒါပေမဲ့နည်းနည်းပြန်ကောင်းလာတော့ဘီယာနဲ့ချောကလက်ယတာကိုပဲခံစားနိုင်ပါတယ်။ ယူကီနိုနဲ့သူရီစာတနေရာထဲမှာအလုံးလုံးတယ်ဆိုတာလည်းသိရပါတယ်။ယူကီနိုကအလုပ်ကိုအရင်ထဲကသူ့ဟာသူထွက်ထားပေးမယ်။တော့ထွက်စာမတင်ရသေးပါဘူး။သူရီစာကနောက်ထွက်စာကိစ္စအားလုံးလုပ်ပေးမယ်။စာရေးစာတမ်းတွေလက်မှတ်ထိုးဖို့ပဲလိုတယ်လို့ပြောလိုက်ပါတယ်။ယူကီနိုအလုပ်ထွက်ရတဲ့အကြောင်းအရာတော့သူ့အကြောင်းနဲ့သူရီစာအကြောင်းကောလာဟာလာတွေထွက်နေလို့ပါပဲ။ဒါကြောင့်လုထွက်လိုက်ရတာပါ။နောက်နေ့မှာတော့ယူကီနိုနဲ့တာကာကိုဥယျာဉ်မှာပြန်တွေ့ပါတယ်။ယူကီနိုကတာကာကိုဖနှက်လုံးနီစာအုပ်တော့လက်ဆောင်ပေးလိုက်ပါတယ်။ တခါဝါလည်းရံပြော်တာရီတာဈေးကြီးပဲထင်တယ်လို့ပြောပြီးအဲ့ဒီစာအုပ်ကနေအိမ်လုံးဖက်နှက်လုံးနိုင်တယ်လို့ပြောလိုက်ပါတယ်။သူကမင်းကလေးတွေအတွက်ဖက်နှက်လုပ်ဖို့ကြိုးစားနေပြီမဲ့အရွယ်စားအောင်နားလေးကိုခတ်နေတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ယူကီနိုကဖက်နှက်ချွတ်လိုက်ပြီးခြေထောက်ကိုရေတိုးပေးလိုက်ပါတယ်။တခါဝါလည်းသူ့မခြေထောက်ကိုတိုင်ပြီးဖက်နှက်လုပ်ပေးနိုင်အောင်ပါ။တခါဝါလည်းအစ်စ်တိုင်လုံးလိုက်ပြီးသူ့ခြေထောက်ကိုတိုင်လိုက်ပါတယ်။ယူကီနိုလည်းပြောနေပါတယ်။အဲ့ဒီနောက်မှာတော့သူ့မကရှေ့ဆက်လုံးမရတော့ထင်တယ်လို့ပြောလိုက်ပါတယ်။တခါဝါလည်းအလုံးကြောင်လာလို့မေးလိုက်ပါတယ်။ သူမလည်းကီလိုပါပဲအဆုံးပါပဲလို့ပြောလိုက်ပါတယ်။တာကာကိုလည်းယူကီနိုကထိုးစက်နေလို့တွေးနေပါတယ်။သူမကြောင့်သူတိတ်မတည်ပါဘူး။နောက်နေ့မှတော့မုတ်တိတ်သွားပြီးရက်တော်ကြောင့်ကောင်းကင်အားကြီးနေနေပါတယ်။ယူကီနိုကတော့တာကာကိုကြောင်းသားနေလာပြီလို့တွေးပြီးပြောနေပြီမဲ့ဝိုးရတီမကုန်ဖို့တော့သူမဆူတောင်းနေတော့မှာပဲ။တစ်ဖက်မှာတော့တာကာကသူ့ကိုအိမ်ပြောင်းတဲ့အခါကူညီပေးနေပါတယ်။သူ့ကိုထတ်သွားတဲ့အခါသူ့ကသူ့ကြီးစားကိုတာကာကိုစီးထားတဲ့ဖက်ကကိုယ်တိုင်လှူထားတယ်လို့ပြောလိုက်ပါတယ်။ သူကြီးကတော့တော်လိုက်တာလို့ပြောလိုက်ပါတယ်သူကတော့ဆေကျော်တက်ဆိုတော့ဒီတိုင်းပါပဲဟိုဆက်ဆက်ဒီဆက်ဆက်ပေါ်လို့ပြန်ပြောလိုက်ပါတယ်လူရတီအားလည်းရစတင်မီတာကာဝါအလုံးဖက်နဲ့တင်လို့ကိုလိုအပ်တဲ့ PC ကိုဝယ်နိုင်မှုအချိန်မိုင်းလို့ဒီပို့လုပ်ပါတယ်သူကယူခီနိုကိုလည်းတတိယနေပါတယ်ဒါမဲ့ဒါသူ့ရဲ့ခလေးဆန်တဲ့အပြုတ်မှုပါလို့တွေးပြီးဥယျာဉ်မတော်မီအောင်စူးစမ်းနေပါတယ်တစ်ဖက်မှာတော့ယူခီနိုကအယံဝန်းနေနေပါတယ်သူမှသူ့ရဲ့ဘဝရှေ့ဆက်ရမယ်လို့တွေးနေပါတယ်နောက်တစ်ခါမှာတော့ယူခီနိုကဥယျာဉ်မှာပီယာတောက်နေတာတွေ့ရပါတယ် လုံးနဲ့နေရာတီအားလက်ရပြီးသွားပြီးကြောင်းပြန်စားတဲ့ခါမှာတော့တကာဝဲတငယ်ချင်းနှစ်ယောက်သူ့လာပြောပါတယ်သူတို့ကအားလက်ရမှာရင်ပြော့ခဲ့ကြတယ်လို့ပြောလိုက်ပါတယ်တကာဝမေးတဲ့ခါမှာတော့အင်းလုံးဖက်နဲ့တည်းလို့ခုပတ်ဆက်နေလိုအပ်တာကြောင့်အားလက်ရတစ်ခုလုံးအချိန်မှန်လုပ်တယ်လုပ်ခဲ့တယ်လို့ပြောလိုက်ပါတယ်သူတို့သုံးယောက်လုံးစကားပြောနေလမ်းလျှောက်နေရမှာဆရာများနားနေကန်တကာပွင့်လာပြီးယူကီနိုထွက်လာပါတယ်ယူကီနိုနဲ့တကာဝလည်းတယောက်တစ်ယောက်မြင်ပြီးရသွားကြပါတယ်တကာဝဲတကယ်ချင်းနဲ့ယူကီနိုနဲ့စကားပြောနေတော့မှတော့တကာဝဲကယူကီနိုဒီနေ့ပါကြောင်းထွက်တော့မယ်ဆိုတာသိလိုက်ရပါတယ် ူရန်အာအာတင်သွားပါတယ်။ယူကီနိုကတာကာဝဲအကြောင်းမှာဆ iam မလုံနေတာကိုသိလိုက်ရပါတယ်။ဒါဆိုတာကာဝဲလည်းယူကီနိုကိုပထမဆုံးမြင်တော့တွေ့ဘူးတယ်လို့ခံစားရတာပါ။ယူကီနိုကတာကာဝဲသူ့ကြောင်းသားဆိုတာသိပေမဲ့တာကာဝဲအမှန်တိုင်းပြောခဲ့ပါဘူး။တာကာဝဲကတော့တုတ်တငယ်ချင်းနေစီဟာနေယူကီနိုနဲ့ထန်ထန်ကြောင်းသားတွေမတည့်တာသိလိုက်ရပါတယ်။ထန်ထန်ကြောင်းသားအုပ်စုလေးကမင်္ဂလိတယောက်ရည်ရှိတာယူကီနိုကိုကြိုက်သွားလို့ပါ။အဲ့ဒီမင်္ဂလိကမနာလို့ဖြစ်ပြီးယူကီနိုအကြောင်းမဟုတ်မှန်ကောလာဟာလာလေးပြန်လိုက်ပါတယ်။ကောလာဟာလာတွေကအရန်ဆိုးလာလို့ယူကီနိုရဲ့မိဘတွေပါတီးတော်ပါတယ်။ ဒါမဲ့ចောင်းသားတွေအမှန်တိုင်းသိလို့ចောင်းអុកကိုတိုင်ကြားခဲ့ပါတယ်။ဒါမဲ့ចောင်းអុកကတော့ចောင်းពုံရင်မတိရရင်ရင်းမခေါ်ခဲ့ပါဘူး။ဒီနောက်မှာတော့တက်ကအိုးကកောင်မလေးရှိရလာပြီးယူကီနိုပြန်တောင်းမှန်ခိုင်းပါတယ်။ဒါမဲ့အဲ့ဒီកောင်မလေးကတော့ယူကီနိုအကြောင်းမကောင်းတာတွေပြောနေတဲ့ခါမှာတော့တက်ကအိုးကသူ့ကိုပိုင်းရိုက်လိုက်ပါတယ်။កောင်မလေးရဲ့ရည်စားကလည်းတက်ကအိုးပြန်ထိုးလိုက်ပါတယ်။နောက်နေ့မှာတော့တက်ကအိုးကယူကီနိုအတွေ့ပို့ဥယျံသွားပါတယ်။အော်စရာကောင်းတာဒီနေ့ကမိုးမေ့ရပါပြီတခါဟိုအကြောင်းကိုမတော်ဘူးဒီလိုလာခဲ့မိတာပါတော့ရယူကီနိုမိုးချိန်ကတစ်ချက်မိုးရွာသည်ဖြစ်စေမရွာသည်ဖြစ်စေ မင်းတို့ဒီမှာစောင့်နေမှာဟုတ်တယ်မလားလို့ရွပြလိုက်ပါတယ်။ဒါကအစမှယူကီနိုပြောခဲ့တဲ့ကဗျာရဲ့အဆက်ပါ။သူတို့စကားပြောနေုံလျှက်စည်းလက်ပြီးမိုးရွာလာပါတယ်။မိုးကအရေးတဲထန်လို့သူတို့နှစ်ယောက်လည်းဆူဆွဲသွားခဲ့ပါတယ်။ဒါကြောင့်မိုးရှောင်မှုတော့ယူကီနိုအိမ်ရောက်သွားပါတယ်။ယူကီနိုကတော့တကားကိုဝတ်စားလိုက်ခိုင်းလိုက်ပါတယ်။ပြီးတော့သူမှကော်ဖီပြောပေးပါတယ်။ကော်ဖီတော့သူတို့နှစ်ယောက်ဒီနေ့အရန်ကောင်းနေနေတဲ့နေ့ပဲလို့တွေးနေကြပါတယ်။ဒီချိန်မှာပဲတာကာဝါကျွန်တော်ဆီယမ်မာကိုချစ်မိသားလို့ပြောလိုက်ပါတယ်။ယူကီနိုကတော့ချက်သွားပြီမြင်ငါမင်းရဲ့ဆီယမ်မာတော့လို့ပြောလိုက်ပါတယ်။ ဒါကြောင့်တာကာကိုလည်းစိတ်မကောင်းဖြစ်သွားပါတယ်။ယူကိနိုကမကြခင်မှာသူ့မွေးရမျိုးပြန်တော့မယ်။အရင်ကလေးကဆုံးဖြတ်ထားတာလို့ပြောလိုက်ပါတယ်။ဒါကြောင့်တာကာကလည်းဝမ်းနေချင်းနေဆင်သွားပြီးအိမ်ပြန်တော့မယ်။အရာအလုံးတော့ကျေးဇူးတင်ပါလေလို့ပြောလိုက်ပါတယ်။တာကာကိုထွက်သွားတဲ့ခါမှာလည်းယူကိနိုကငိုနေခဲ့ပါတယ်။သူကဥယျာဉ်မှာတာကာဝင်နဲ့တွေ့ရှိခဲ့တဲ့ပျော်စရာချင်းတွေပြန်တွေ့နေမိပါတယ်။ပြီးတော့တာကာကိုတားဖို့ပြေးသွားပါတယ်။လမ်းမှာတစ်ခါလဲသွားပြီးပြန်ထလာပြီးတာကာကိုတားဖို့ပြေးနေပါတယ်။တာကာကလည်းတိုက်ပေါ်ကနေအောက်ကိုငေးနေတာတွေ့လိုက်ရပါတယ်။ယူကိနိုမြင်တော့တာကာကလည်း ကျွန်တော်ကိုလေးရင်ပြောခဲ့တာတွေမေးလိုက်ပါခမရကျွန်တော်နုနယ်တဲ့နှလုံးသားကိုကစားစီရသဘောထားလားကလေးတယောက်အချစ်ဆိုတော့စိတ်ထဲမှာတော့လောင်ရင်နေပါမို့လीကျွန်တော်မုန်းနေလို့သာပြောလိုက်ပါလားမင်းကဆရာမဆိုတာကငါတီးခဲ့ငါဖနှက်လို့တဲ့အကြံဉာဏ်တွေမပြောခဲ့ပါဘူးလို့ပြောလိုက်ပါတယ် ဒါကတော့ယူကီနိုကသူ့ကိုမုံပြီးသူမရဲ့မွေးရမြေစိတ်ဖမ်းဖောက်နဲ့သွားစေခြင်းလို့ပြောလိုက်တာဖြစ်ပါတယ်။ဒါမှမဟုတ်ယူကီနိုကတော့အဲ့ဒါနားလည်ပြီးတာကာကိုဖတ်လိုက်ပါတယ်။အဲ့ဒီခဏမှလည်းလောကကြီးရဲ့တိတ်ဆိတ်သွားခဲ့ပါတယ်။ကီနိုကတော့ငါနေတိုင်းပြည့်စင်ပြီးចောင်းသားကိုထွက်လာခဲ့ပြီမြေအရန်ထီးကြံခဲ့တယ်။မင်းရောက်လာလို့ရာအလုံးပြောင်းလဲသွားခဲ့တယ်။မင်းနဲ့တွေ့ရတာအရန်ဝမ်းသာတာပဲလို့သူနဲ့ခွဲရတော့မှမလို့ဝေါ်ပြီးပြောနေခဲ့ပါတယ်။ တကာဝါလေးတို့တင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်။လုံနဲ့ချင်းနေကုန်သွားပြီးယူကိနောကတော့သူ့စာတီးကိုပြန်သွားပြီးချောင်းတချောင်းမှာဆရာမလုံနေပါတယ်။တကာဝါကတော့ဆောင်းမွေးမှာမှန်းနေခဲ့ပါတယ်။သူ့မိလည်းအပြန်ရောက်လာခဲ့ပါပြီ။နောက်ဆုံးခါမှာတော့တကာဝါကယူကိနောတို့ဖနက်လုပ်ပြီးသူတို့ပထမဆုံးတွေ့ခဲ့ပြီးချင်းချိုင်းရှိခဲ့တဲ့ဥယျာဉ်နေရာလေးမှာပဲတတိယကြီးများစွာနဲ့ဖနက်လေးကိုထားခဲ့ပြီးဒီအန်နမီလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။